အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှာဂိမ်းဝီတင်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ဆန်နာလင်နဲ့အဘာနာပွဲစဉ်ယူကျွန်တော်တို့ချက်လောက် prediction နဲ့တွားလိုက်ရအောင်ဆန်နာလင်ကနောက်ဆုံး၅ပွဲမှာတပွဲပဲရှုံးနေတိုင်းတပွဲတည်နေတဲ့အဘာတန်ကလည်းနောက်ဆုံး၅ပွဲမှာနှစ်ပွဲရှုံးနေတာပြီးတပွဲတည်နေတဲ့နေသားတွေတော့တိတ်မကွာကြပေမဲ့အဘာတန်ကလည်းဒီနှစ်ချေမဆိုးသလိုဆန်နာလင်ကလည်းတန်းတက်သင်းပေမဲ့ short တက်လို့လည်းမရတဲ့နေသားတစ်ခုမှာ ဆန္ဒနဲ့တတိထားမှာ IC Do ရှေ့တန်းမှာကစားနေရာယူထားပြီးတော့လေးခုတည်းတွင်လာတယ်။အဲ့မှာဓမ္မလို့တကယ်ကြီးလို့ပြောပြီးသားပဲသိတယ်အန်ဒီယာကြီးဒီကောင်ကတော့တုံးကိုတွင်ထားပြီးတော့ Fantasy ပြည်သက်ကြီးအကြိုက်ဖြစ်တယ်ပေါ့ဒီပွဲမှာထွက်လာတဲ့လူစင်းကတော့ဆန္ဒနဲ့က4-3နဲ့ထွက်လာပြီးတော့ Everdad 4-3ဆိုအနေထားထွက်လာတော့ တကယ်ကြီးတို့တည်ပြီးသားပဲအလင်းရောင်ဆိုတဲ့ steady line မှာပြိုင်ဆိုင်မှုပြင်းထန်သွားမှဆိုကျွန်တော်တို့ရင်ခုန်ရင်းနဲ့ဒီပွဲစဉ်ကိုဘယ်လိုတွေတကယ်ကြီးတို့ထင်မြင်ယူဆကြကျွန်တော်ကတော့ဒီပွဲစဉ်ယူတရေရလည်းပဲကြိုက်နေသိပြီပါလေတကိုးတကိုးဆိုရင်တရေရလည်းနဲ့ပြီးဆုံးရမယ်တော့ကျွန်တော်ပွဲစဉ်ခံမင်းရင်တကယ်ကြီးတို့အားလုံးနှုတ်ဆက်လိုက်ပါအားလုံးပဲကိုစိတ်နှပြကြမ်းမှကြပါစေဗျာ